လော့စ်အင်ဂျယ်လီမှာပြင်းထန်တဲ့ဆန္ဒပြမှုတွေဖြစ်တဲ့ဗီဒီယိုတွေပြသနေပါတယ်ဆန္ဒပြသူတွေကရတဖွဲ့ကိုမီရှူမင်းတွေနဲ့ပြစ်ပောက်ခဲ့ကြပါတယ်အ ਨੇ စုံလွှတ်တော်ကုသနှစ်ဦးတန်ရရှိခဲ့ပါတယ်ကုံကျောက်ဆန်းတွေဖျက်ဆီးပြီးတချို့ကားတွေကိုမီရှူခဲ့ပါတယ်ရက်ွက်တဲ့လူတွေကချောင်းယွန်းထွက်လန်းနေကြပါတယ်လော့စ်အင်ဂျယ်လီအနီးမှာရှိတဲ့ဖရမောင်မှာဖယ်ရယ်လူမှုကြီးကြရေးစီနီမှုတွေရှိခဲ့ပါတယ်စီနီမှုတွေကြောင့်ဆန္ဒပြသူတွေရဲ့ပြင်းထန်တဲ့တုတ်ပြမှုတွေဖြစ်ပေါ်ခဲ့ပါတယ် ဆန္ဒပြတူတွေကမော်တော်ကားတွေကိုမီရှူဘီရဲတပ်ဖွဲ့ကိုပစ်စီတွေပစ်ပေါက်ခဲ့ကြပါတယ်။ LPD နဲ့ရဲမှုရဲ့လက်ထောက်တွေကတော့မေယူဘုံနဲ့လက်ပစ်ဘုံတွေကိုအုံပြုခဲ့ကြပါတယ်။တမရထွန်းကတော့တိုက်တက်ထန်းရဲ့လို့ခေါ်တဲ့ဥရေအောင်မှာလှုပ်ဆောင်ခဲ့ပါတယ်။မျိုးသားအစောက်တတာနှစ်ထောင်စီလို့ခွင့်ပြုခဲ့ပါတယ်။မြိန်တက်မှုများပုံမဆိုးဝလာပါကမရင်းတပ်များလည်းအစင်းစစ်ကြောင်းပြောခဲ့ပါတယ်။လူများပြဖမ်းဆီးခံခဲ့ရပါတယ်။အချို့မှာ Federal Agent တွေကိုတိုက်ခတ်ခြင်းကြောင့်ဖမ်းဆီးခဲ့ရပြီး အချမ်းမီတိုက်ကြီးရများကိုပြပောက်ချင်းကြောင့်ဖန်ဆီးခဲ့ရပါတယ်ဆန္ဒပြမှုတွေမှာပြုလုပ်ခဲ့တဲ့ graffiti များကိုလည်းရဲများကအေးအေးယူခဲ့ပါတယ်ပိတ်ဆို့ထားတဲ့လမ်းများကိုဆင်းလင်းပြီးလူစီကားတဲ့လမ်းတွေနဲ့အဝေးပြေးလမ်းတွေမှာတရားမဝင်စုဝေးမှုတွေလည်းရတန့်ခဲ့ပါတယ်တမတာထရန့်ကကယ်လီဖိုးနီးယားကောင်းဆောင်တွေကိုစတင်ပြောဆိုခဲ့ပါတယ်တပ်ဖွဲ့များစီလိုချင်းကိုထောက်ခံပြီးစနပ်ပြပွဲမှာမြတ်တဖိုးများတမ်းမြစ်ဝတ်ဆင်ခြင်းကိုတမ်းမြစ်ခဲ့ပါတယ်။ဟိုဆိုရင်မူ Garvin News Channel နဲ့ LA မြို့တော်ဝန် Garden Base တို့က ဖက်ဒရယ်ရဲ့လုံဆောင်ချက်တွေဝေဖန်ခဲ့ပါတယ်။တုံ့ပြန်မှုကပုံမဆိုးလာပြီးအန်ဒီဖြစ်စတယ်လို့သူတို့ကပြောပါတယ်။အထက်လွှတ်တော်အမ LS ဖက်ဒရယ်ကဲ့သို့သောတက်ကြွလှုပ်ရှားသူများနဲ့လွှတ်တော်အမများကရင်ကတင်းမမှုတိုးလာနိုင်ကြောင်းတတိပေးခဲ့ပါတယ်။ဖက်ဒရယ်တုံ့ပြန်မှုမှာအလွန်ကြုံဖြစ်ပြီးမလိုအားဟုဆိုပါတယ်။ဤစနပြပွဲကအသေးစံတော့မဟုတ်ပါဘူး။၎င်းတို့က ICE စန့်ကျင်ရေးနဲ့နေရပြန်ပို့ခြင်းစန့်ကျင်ရေးစနပြပွဲကြီးရဲ့တစိတ်တစ်ပိုင်းဖြစ်ပါတယ်။ ဒီဆန္ဒပြပွဲတွေဟာလော်ရီဇယ်လီမှာဇွန်လအစောပိုင်းကတည်းကဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်၎င်းတို့ထက်အများပြားကအဝေးပြေးလမ်းပိတ်ဆို့ခြင်းရှုလိုက်ပြလန်းဖန်ဆီးခြင်းနဲ့ဆန္ဒပြသူများနဲ့ရဲများကြားမျက်နှာချင်းဆိုင်ဆန္ဒပြပွဲများဖြစ်ပွားခဲ့ပါတယ်တမန်တော်ထရန့်ကပြင်ထန်တဲ့လုံဆောင်ချက်တွေကိုထောက်ခံပါတယ်ကယ်လီဖိုးနီးယားခေါင်းဆောင်တွေကဖက်ဒရယ်အာဏာကိုပုံမအုံပြုခြင်းမပြုရန်တတိပေးထားပါတယ်